ရှင် Rose Silent Real Estate Company Limited မှာဒီနေ့ညကိုပြေးခြင်းနဲ့အကြောင်းအရာလေးကတော့ဘလို့အချိန်လေးမှာအချမ်းမြေရင်းနှီးမြှုပ်နှံမှုကိုလုပ်တင်တယ်ဆိုတာပဲဖြစ်ပါတယ်ရှင်အချမ်းမြေလုပ်ငန်းဆိုတာချမ်းသာကြွယ်ဝသူတွေအတွက်စီးစိမ်နေတိဆောက်ရန်တူပွားစီရင်အတွက်လူကြိုက်အများဆုံးရင်းနှီးမြှုပ်နှံမှုနည်းလမ်းတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်လူအများစုက၎င်းတို့ရင်းနှီးမြှုပ်နှံမှုခီးလန့်ကိုအချမ်းမြေဖြင့်စတင်တတ်ကြတော့လေအဲငွေကြေးဆိုင်ရာအသိပညာဘူးတူတာနေပါမှုကြောင့်ငွေကြေးကုန်ကြ များသောအမှားတွေကိုကျူးလွန်မိခြင်းဒါမှမဟုတ်ရှိရင်အခွင့်အလမ်းတွေကိုအခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးလုံးရှုံးခြင်းတွေရှိတတ်ကြတယ်။ကုန်တန်းတစ်ခုတွင်ပစ္စည်းတွေဥမာတရှိတရှိလိုက်ခဲ့သို့သောပစ္စည်းတွေကိုလျှော်သေးဖြင့်ရောင်းနေ။အဲ့ဒီအခါမှာဆိုလို့ရှိရင်စားသုံးမှုအများပြားအပြေးလွှားပေါ့နော်အလူရဝဲယူစုဆောင်းတတ်ကြတယ်။ဒါပေမဲ့အိမ်ချမ်းမြေသို့မဟုတ်စတော့ဈေးကွက်မှာလျှော်သေးပေါ့တယ်ပေါ့ဥမာပြောရရင်ဈေးကွက်ပြတ်တယ်လို့ခေါ်တယ်ပေါ့နော်။အဲ့ခါကျလို့ရှိရင်အာထိုစားသုံးမှုတွေဒီဝဲယူရန် နေနေသာသာပေါ့နော်ဝဝရှောင်ပြေးကြတယ်ကုန်းတိုင်းညကဈေးနှုန်းမြင့်တင်လိုက်တဲ့အခါမှာဝယ်ယူသူကအခြားဆိုင်မျိုးတောင်းဝယ်တက်ကြတော့လေအိမ်ချမ်းကြီးစတော်ဈေးများတက်လာတဲ့အခါမှာသာတိုးဝယ်ဝယ်ယူတက်ကြတယ်ပေါ့နော်ဗျောင်းမြန်ဖြစ်နေတာပေါ့ဒါကြောင့်အမြဲတမ်းတတိယကအမြဲဆုံးဆိုဒီမှာရောင်းချလိုက်တော့အချိန်မှရရှိပြီမဟုတ်ပဲအဲဝယ်ယူလိုက်တော့အချိန်နဲ့ရရှိနေခြင်းဖြစ်တယ်ပေါ့နော်မဝယ်ခင်ကလေးကညက်နေတဲ့သဘောတရားဖြစ်တယ် အဲ HMU ကိုဘယ်နေရာမှာယင်းနှိမ့်ညံရမလဲဆိုတာကအရေးကြီးလို့ပဲဘယ်အချိန်မှာယင်းနှိမ့်ညံရမလဲဆိုတာလည်းအလွန်ရေးကြီးတယ်အပထမအဆုံးပေါ့နော်ပုံမှန်ဝင်ဝင် cash flow ရရင်ဖြစ်တော့လဲအဲမိတ်ဆွေတွေကရေးချက်လိုက်တော့အချိန်ကာလက HMU တက်မှုတက်လာခြင်းကျသွားခြင်းနဲ့အင်ငန်းငှားရနှုံထားမှုများပေါ့တက်ရမှုရှိစီတယ်ပေါ့နော်လေလာုံနေတဲ့လူတွေကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများကြီးထားဝါဆက်လက်ဖြစ်နေမြဲလို့ယုံကြည်ထားကြတယ်ပေါ့နော် ဒီဟာလေးအခိုက်တန့်တခုပဲအမှန်တကယ်ဆိုကြနေရင်လည်းအခိုက်တန့်ပဲတက်နေရင်လည်းအခိုက်တန့်ပဲဒါမှမဟုတ်အဲ့လိုမျိုးမဟုတ်လူတွေကအာတသက်လုံးပဲဒီဈေးကွက်ကြီးကပြိုတော့မယ်အာတသက်လုံးပဲတက်တော့မယ်အဲ့လိုမျိုးထင်နေကြပါဘောနော်မိတ်ဆွေရည်မှန်းချက်မှာအိတ်ချမ်းကြီးဈေးကွက်ရဲ့တန်တဲ့ရလေပတ်ပုံစိုက်ကြတွေကိုလေးလာတင်ရင်လိုအပ်တယ်ဘောနော်အဲ့တော့အိတ်ချမ်းကြီးတန်တဲ့ရလေပတ်ပုံအဆင့်၄၀မှာအောက်ပါတိုင်းဖြစ်တယ်နံပါတ်၁ကတော့ပြန်လည်ဥမော့လာတော့ color recovery color ကိုခေါ်တယ်ဤ color ကိုဈေးကွက်ရဲ့အနေဆုံးအမှတ်လို့ခေါ်ပြီးတော့ဈေးကွက်ကြဆင်းမှုနဲ့ အဲကြာစင်းမှုရက်တန့်ပြီးတော့တည်ငြိမ်တဲ့ကာလဒါမှမဟုတ်လို့ရှိရင်အနှဲငယ်ပြန်လဲဈေးတက်လာတဲ့ကာလကိုခေါ်တယ်ပေါ့နော်ဒီကာလမှာအိမ်ချမ်းပြေအခန်းလုံးနှုံထားတွေကတည်တည်ငြိမ်ငြိမ်ဖြစ်လာပြီးတော့အနှဲငယ်ပြန်စင်းပြီးတော့ကြာလာတယ်အဲနောက်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတများကလည်းမရှိသလောက်နှဲပါသွားတယ်နောက်ပြီးတော့အိမ်ရရောင်းလို့အာ supply နေနေလာတယ် supply နေနေလာတဲ့အဲရောင်းမဲ့အိမ်နေနေလာတော့ အဲဝယ်လိုအားကဟိုလိုက်လာတယ်ပေါ့နော်ဝယ်လိုအားကရောင်းမဲ့အိမ်က30ရာခိုင်နှုန်းဆိုဝယ်လိုအား90ရာခိုင်နှုန်းဆိုတော့ဒါအိမ်ဈေးတက်လာတယ်ပေါ့နော်အဲ့လိုမျိုးအိမ်ချမ်းမြေဈေးနှုန်းတွေကဖြင်းဖြင်းစွာပြန်လဲတက်လာတယ်ဝယ်လိုအားဓမန်းလည်းဖြင်းဖြင်းစွာပြန်လဲတက်လာတယ်အဲမီဒီယာတွေရဲ့သုံးသပ်ချက်တွေကလည်းသတင်းကောင်းဘက်တို့ဥတည်လာတယ်ပေါ့နော်အာအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ငွေကြေး cash flow အတွက်အိမ်ချမ်းမြေဝယ်ယူရအကောင်းဆုံးအချိန်ဖြစ်တယ်ဈေးဘက်ပြန်လဲပြန်ကောင်းလာတဲ့အခါမှာကျမတို့အတွက်အကျိုးမြတ်ပြုမှုရရှိစေမယ်ပေါ့နော်အဲ့ ကာလာရဲ့နောက်ပိုင်းအဆင့်မှာရင်းနှီးမြှုပ်နှံသူတွေကဈေးကွက်ထဲကိုပြန်လည်ဝင်ရောက်လာပြီးတော့ဈေးနှုန်းများပြားလည်းတက်လာတတ်တယ်ပေါ့နော်မိတ်ဆွေကအဲ့ဒီကာလာမှာအစောပိုင်းဆုံးရင်းနှီးမြှုပ်နှံလေအကျိုးကိုအကျိုးအမြတ်အများဆုံးဖြစ်လေပဲပေါ့နော်လူတိုင်းကအိမ်ချမ်းကြီးအကြောင်းပြောနေခြင်းကြားမှာမိတ်ဆွေကရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်တော့အကျိုးအမြတ်ကြီးကြီးမားမားရရှိမယ်အခွင့်အရေးကို ဆုံးရှုံးသွားပြီလို့ပဲမှတ်လိုက်ပါတော့ရှင်နံပါတ်1ကတော့စီးပွားရေးချဲ့တွင်လာတဲ့ကာလာ expansion ပေါ့နော် အဲ့ဒီမှာဆိုရင်ဒုတိယအဆင့်နေဖြင့်တစ္စည်းဝိုင်းတိတိတသာဖွင့်ပြလာတဲ့ကာလဖြစ်တယ်။အဲ့ကာလမှာနော်အခန်းလွတ်နှုံးသားတွေကြာဆင်းသွားတယ်။စောက်လုံရေလုပ်ငန်းတွေပုံမှုများပြလာတယ်။အိမ်ငှားကတွေမြင့်တက်လာတယ်။အိမ်ခြံတွေတန်မှုတွေတက်လာတယ်။ပညာရှိတွေရင်းနှီးမြှုပ်နှံမှုတွေကအီအချိန်မှာမိမိတို့ပိုင်ဆိုင်ထားတယ်ဟုတ် ပြန်လဲဖွဲ့စည်းရေပေါ့နော် refinance တွေလုပ်ပြီးတော့နောက်တစ်ချိန်ကြာစင်းမဲ့ကာလာအတွက်ကိုကြိုးတင်ပြင်ဆင်ထားတယ်ပေါ့ဒီကာလာမှာမိမိပန်ဆိုင်မှုများကိုရောင်းထုတ်လိုပါကအခုချက်ချင်းရောင်းသင့်တယ်ပေါ့နော်အမြင့်ဈေးကိုစောင့်နေပြီးတော့မှရောင်းမယ်ဆိုလို့ရှိရင်တော့ဟိုလောဘကြီးစွာဆောင်းဆိုင်နေမှာဆိုရင်ဈေးဘက်ပြအဲပြန်ကြချိန်မှာရောင်းမထွက်ပဲနဲ့ပိုက်ပေါ်မိနေတဲ့အမားမျိုးတွေကိုကြုံတွေ့နိုင်ရပါတယ်ရှင်နံပါတ်3ကတော့ကြာစင်းစပြုလာတော့ကာလာပေါ့နော်အဲ့ဒီက downtime ထောင်ထမ်းကပြန်ကြမယ်သဘောထားတိုင်းပေါ့နော်တက်ပြီးပြန်ကြမယ်သဘောထားတိုင်းဈေးကွက်ကပြန်လည်ကျဆင်းလာမယ်ကာလဖြစ်တယ်ဈေးနှုန်းတွေကလည်းအထွတ်တိတ်သူရောက်ရှိပြီးတော့ပြန်ပြားသွားတဲ့အချိန်ဖြစ်တယ်ပေါ့နော်အဲလက္ခဏာရဲ့တွေကတော့အမြင့်ဆုံးဈေးနှုန်းတွေကရက်တန့်သွားခြင်းသို့မဟုတ်ငြိမ်သွားခြင်းပေါ့နော်ဈေးကွက်ထဲသို့ဝင်ရောက်မဲ့အများစုကလည်းအဲဝင်ရောက်ပြီးဖြစ်ဖြစ်တာမလို့ဝယ်လက်ကလည်းနေပါသွားတယ်ဆောက်လုပ်ရေးလုပ်ငန်းအစ်စ်တွေများပြနေတယ် ဆိုတဲ့အတွက်အခန်းလုံးနှုံးနေရလဲပြန်လဲမြင်မာလာတယ်ပေါ့နော်အဲ့တော့ချင်းဝင်ရယူရလဲဟိုရောင်းမဲ့လူတွေကများလာတယ်ပေါ့နော်အဲ့တော့မှဗန်ချင်းဝင်ရယူပို့ရလဲခက်ခဲလာတယ်ပေါ့ဤကာလမှာဝယ်ယူလို့ရှိရင်တော့အလွန်အန္တရာယ်များတယ်အဲမိတ်ဆွေနေဖြင့်ဈေးနှုန်းကျဆင်းမှုကိုခံနိုင်ရှိမှသာအဲငွေကားစစ်စစ်မှုကောင်းမွန်တဲ့အိတ်ချမ်းမြေမျိုးမဟုတ်လင်ဝယ်ယူဖို့မသင့်ပါဘူးရှင်အဲနံပါတ်၄ကတော့လုံးဝကျဆင်းသွားသောကာလ full downtown button ပေါ့နော် အာအဲ့ဒါကဈေးကွက်တစ်ခုလုံးပျက်စီးသွားတဲ့အခြေအနေဖြစ်တယ်။ရောင်းချသူများဒီဈေးနှုန်းများမဖြစ်မနေလျှော့ချလာရတယ်။စောက်လုံရေလုပ်ငန်းများနဲ့ရောင်းချသူများဒီမျက်လုံးအများကြီးပေးပြီးတော့ရောင်းချလာရတယ်။စောက်လက်ကစီမံကိန်းအစ်စ်တွေလည်းအများကြီးရဆိုင်သွားတယ်။ဈေးနှုန်းများလည်းစတိုက်ကျဆင်းနေပေါ့နော်။အီအခြေအနေမှာဈေးကွက်ရဲ့အောက်ဆုံးမှတ်ဘော်တွန်တို့ရောက်ရှိသွားတဲ့ကာလဖြစ်တယ်။အိမ်ငှားကတွေလည်းကျဆင်းမယ်။အဲရောင်းသူတွေကလည်းစိတ်ပြတ်အားငယ်ပြီးတော့ဈေးလျှော့ပြီးတော့ရောင်းချမယ်ပေါ့နော်။ အကျွေးဖြင့်အသိခံတဲ့အိမ်ချမ်းမြေတွေကလည်းဒီသာများပြလာမယ်နေရာတိုင်းမှာဈေးပေါ်သောအိမ်ချမ်းမြေတွေကိုတွေ့ရမယ်ပေါ့နော်မီဒီယာတွေကလည်းအစိုးဘက်ကနေပြီးတော့ရေးသားဖော်ပြမယ်ဟာအိမ်ချမ်းမြေဘူပေါင်းပေါက်ပြီးဘာညာပေါ့နော်ဒီကာလမှာအိမ်ချမ်းမြေအေးချင်းတွေစောင့်လုပ်ရေးလုပ်ငန်းရှင်တွေကအဲလုပ်ငန်းကနေအဲထောက်ဟာသွားကြမယ်ပေါ့နော်ဒါမဲ့အဲ့ဒီအချိန်ကကျမတို့အတွက်အမျက်ဆုံးရရှိနိုင်မယ်အခွင့်အလမ်းအချိန်ဖြစ်တယ်လေးလာမှုအားနေပြီးတော့ရင်းနှီးမြှုပ်နှံသူတွေကဤကာလကိုဘယ်တော့မှပြီးဆုံးပြီလို့မထင် ပြီးဆုံးတော့မှာမဟုတ်ဘူးဒီဈေးကြတဲ့ကာလဆိုပြီးတော့အဲ့မှာသူကအဲ့မှာရောင်းမယ်ဖြော်စိမ့်နဲ့ရောင်းမယ်အဲ့အချိန်မှာကိုရီးယားရေရေဝုန်းဝုန်းနဲ့ဝိုင်းနိုင်ရမယ်ပေါ့နော်အဲ့အချိန်ကအမျက်တွေကိုတိမ့်ပိုက်ရမယ်အချိန်ပေါ့အဲ့ bottom bottom အထိကြတဲ့ဈေးနှုန်းတွေကြတဲ့အချိန်မှာတခါလေးကိုဝယ်ပြီးတော့ကောက်ထားရမှာတခါလေးဒီကုန်းချုပ်ရမယ်ဆိုလို့ရှိရင်မိတ်ဆွေရောင်းနေတော့အချိန်ကာလဒီမြည်တိဈေးကွက်တန်တဲ့အဆင့်တွေရှိနေတယ်လဲဆိုတာကိုခွဲခြားသိနိုင်ခြင်းကမိတ်ဆွေတဲ့အကျိုး အမြတ်နဲ့ငွေကြေးစစ်စစ်မှုအပေါ်ကြီးမားတဲ့ဌာနမှုကိုဖြစ်စေနိုင်ပါတယ်။အဲဈေးကွက်ကိုလေးလာပါမဟာဗျူဟာချမှတ်ပါအရင်းနှီးကိုလည်းစူးစောင်းထားပြီးအချိန်ကာကောင်းကိုရောက်တော့အခါမှာအသိဖြစ်နေပါစေ။အဲချမ်းပြည်ရင်းနှီးမြုံနယ်ရတဲ့နေရာဒေသ location ကလည်းအရေးကြီးတဲ့ကဲတူပေါ့နော်။ အချိန်တိုင်ပင်ကလည်းအလွန်ရေးကြီးကြောင်းကိုအမြဲတမ်းသတိရပါရှင်။ဒါဆိုလို့လည်းအချိန်မီရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ရှိရင်ရိုးဆိုင်ရရီယယ်အက်စတိတ်ကုမ္ပဏီလီမိတက်ကိုသတိရလိုက်ပါရှင်။နောက်ထပ်အသေးစိတ်တိစုချီလိုပါကရိုးဆိုင်ရရီယယ်အက်စတိတ်ကုမ္ပဏီလီမိတက်ဖုန်း09650599751ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဒီပို့စ်ကိုမျှဝေပြီးတော့တင်မိတ်ဆွေတွေကိုလည်းငွေကြီးပညာရေးဆိုင်ရာအကြောင်းတွေကိုပြောပြလိုက်ပါ။အချိန်မီနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရတွေကိုပုံပုံသိရှိလို့လို့ရှိရင်ရိုးဆိုင်ရရီယယ်အက်စတိတ် ကုမ္ပဏီ page လေးကို follow like လေးတွေနဲ့လုပ်ပေးထားပါရှင်။နောက်ထပ်ဆွေးနွေးကြင်တဲ့အကြောင်းအရာလေးတွေကိုလည်း comment မှာရေးသားပြီးတော့ဆွေးနွေးလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။